အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ် ကောင်းမွန်သောညနေခင်းလေးဖြစ်ပါစေလို့ကျွန်တော်ဒီနေရာကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗောနအဲ့ဒါကျွန်တော်ဒီနေ့ညနေမှာအဓိကဆွေးနွေးသွားရမှာလက်ရှိမှာတော်တော်လေးကို hot ဖြစ်နေတဲ့ topic တွေတဲ့ကတစ်ခုဖြစ်တယ်ကျွန်တော် topic တစ်ခုနည်းနည်းလေးဆွေးနွေးသွားပေးကြတယ်လက်ရှိမှာဒီကိစ္စနဲ့ပတ်သက်ပြီး journalist တွေကလည်းဒါကျွန်တော်တို့တော်တော်လေးကိုရေးသားထားတာတွေ့ရကြအောင်ဒီကိစ္စနဲ့ပတ်သက်ကျွန်တော်လေးဆွေးနွေးကြတယ်အဲ့လက်ရှိမှာဒါ Manchester United အသင်းနေနဲ့အခုလက်ရှိခြေစွမ်းကြဆင်းမှုတွေအနေနဲ့ဒါကျွန်တော်နီးပြကိုတာဝန်ရှိတယ်လို့ United ရဲ့ဒါပိုင်ရှင်အနေနဲ့ခံ ံစားရပေမဲ့လာမယ့်ညရာဒီမာနီးပြအပြောင်းလဲကို United အသင်းအနေနဲ့ထပ်မံပြီးတော့လှုပ်ဆောင်သွားမှာမဟုတ်ဘူးဆိုတော့တည်င်းတွေကိုထပ်မံပြီးဒီနေရာမှာအတည်ပြုခြင်းနဲ့အဲ့တော့ဒီတည်င်းကလက်ရှိမှာတကယ်ကိုလက်ရှိမှာ Tier 1 level ရှိတဲ့ source ၃ခု၄ခုကလာတာဖြစ်တယ် Laura Whitewell, Adam Crafter, ဒါကျွန်တော်တို့ David Austin, Fabrizio Romano ဒီကလေးကကျွန်တော်လက်ရှိမှာတော်တော်လေးကိုယုံရတဲ့ source တွေကလာတဲ့အတွက်ကြောင့်မို့100%လုံးဝယုံလို့ရတယ်လို့ပြောလို့အဲ့တော့ United အနေနဲ့အခုလက်ရှိဒါကျွန်တော် Premier League မှာဒါကျွန်တော်တို့ ဒီနောက်ပိုင်းခုနှစ်တည်းမှာရလက်အဆိုးရွားဆုံးရာသီတစ်ခုနဲ့သွားနေပြီးတော့ဒါသမိုင်းတစ်လျှောက်ဒါကျွန်တော်တို့ကပရီးမီးယားလိုပြန်လဲခေါ်ဆိုပြီးနောက်ပိုင်းသမိုင်းတစ်လျှောက်ကဒါကျွန်တော်တို့အဆိုးရွားဆုံးရာသီတစ်ခုအနေနဲ့သွားဖို့အတွက်ပြင်ဆင်လာခဲ့တယ်။ဒီနေ့မှာဒါကျွန်တော်တို့ပိုင်ရှင်နေနဲ့ရူဘင်အာမူရင်းကဒီလိုမျိုးရလက်တွေဆိုးရွားနေပုံမှာတာဝန်ရှိတယ်လို့ခန်းစားရတယ်။တိုးပေမဲ့တော့ညာလေမန်ချက်စတာယူနိုက်တက်အသင်းနဲ့ဒါကျွန်တော်ရူဘင်အာမူရင်းကို ထုတ်ပယ်သွားမှာမဟုတ်ဘူးလို့သိရတယ်မှာပါတယ်။ United အသင်းလက်ရှိဖြစ်နေတဲ့ပြဿနာကနီးပြနဲ့အလုံးစုံဆိုင်နေတာမဟုတ်ဘဲနဲ့ကစားသမားတွေနဲ့ဆိုင်လို့အသင်းရဲ့ culture နဲ့လည်းဆိုင်နေဆိုတဲ့ပုံစံမျိုးကိုဒါကျွန်တော်တို့ United အသင်းရဲ့ဒါကျွန်တော် source တွေစီကနေဖတ်ရမယ်တယ်မှာပါတယ်။အဲ့တော့ကျွန်တော်ရဲ့ input ကိုလည်းနောက်မှာနည်းနည်းလေးထည့်ပေးမှာဖြစ်ပေမဲ့လက်ရှိမှာဒါကျွန်တော်ဒီကိစ္စလေးရင်ပြောအဲ့တော့ United လက်ရှိပိုင်ရှင် Ineos အုပ်စုအနေနဲ့အပြေကရှင်းတယ် United အသင်းအနေနဲ့ culture ဘိုင်းဆိုင်ရာကိုလာမယ့်ညရာဒီမှာနီးနီးပြအနေနဲ့ပြောင်းလဲပေးနိုင်မယ်လို့မြင်တယ်။ United အသင်းရဲ့လက်ရှိမှာ Europa လီရချင်းချန်ပီယံလိရချင်းမရချင်းကဒါကျွန်တော်တို့ရူဘင်အာမိုရီရဲ့အနာဂတ်ကိုဆုံးဖြတ်ပေးတော့မဟုတ်ဘူးရူဘင်အာမိုရီနဲ့ကဲယူရိုပါလိဖလာမရခဲ့သည်ဖြစ်သောညာတဲ့ဒီနေရာမှာဒါယူနိုက်တက်အသင်းအနေနဲ့ပိတ်သက်တဲ့အနေနဲ့ကောဒါယူနိုက်တက်ပိတ်သက်ယူနိုက်တက်ပိုင်ရှင်အနေနဲ့ကောဒါရဲ့ result ကိုလက်ခံပေးသွားမှာဖြစ်ပြီးတော့လာမယ့်နေရာဒီမှာရူဘင်အာမိုရင်းကိုဒါကျွန်တော်နှီးပြအနေနဲ့ပဲယူနိုက်တက်အသင်းမှာဆက်လက်ပြီးတော့မြင်တွေ့ရမှာဖြစ်တယ်အဲ့တော့ယူနိုက်တက်ရဲ့လက်ရှိအင်းရောဆိုအနေနဲ့ဒီနေရာပထမဆုံးအချက်ကရူဘင်အာမိုရင်းကိုယုံနေရူဘင်အာမိုရင်းရဲ့ philosophy ကငကို တဲကအချင်းဒါကျွန်တော်ယူရမယ်သူတို့နေတည်ပြီးသားဖြစ်ပြီးရတဲ့ကြောင့်မို့ United တင်းတဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ ပရီးမီးယားလီဂ်မှာဒါဇယားရဒါကျွန်တော်လက်ရှိမှာတော်တော်လေးကိုဆိုးရွားတာမှန်ပေမဲ့ရူဘင်အာမိုရင်းကိုတိုင်ကပဲဒီဇယားကိုပြောင်းလဲပြစ်နိုင်မယ်နီးပြားတယောက်အနေနဲ့ဒါကျွန်တော်မန်ချက်စတာယူနိုက်တက်ဘက်ကသတ်မှတ်ထားတယ်။ဒါပြင်မန်ချက်စတာယူနိုက်တက်အသင်းနဲ့လာမယ့်နူရာဒီမှာအကဲချန်ပီယံလိဒါဝင်ခဲ့မယ်ဆိုရင်တော့ဒီကနေရခဲ့တဲ့ဒါပတ်စံနေတဲ့သူအသင်းကိုပြောင်းလဲပေးလိုက်မယ်ဆိုရင်တော့ဒီထက်အများကြီးပူကောင်းသွားမယ်လို့ဒါယူနိုက်တက်ပရိသတ်တွေရောယူနိုက်တက်လက်ရှိပိုင်ရှင်တွေနဲ့ယုံကြည်ထားတယ်ပေါ့။တော့တချို့သွားတာယူနိုက်တက်ပရိသတ်တွေကြားထဲမှာပြောစရာတခုဖြစ်လာတဲ့ဒါကတော့ဒါကျွန်တော်လက်ရှိအခြေအနေဒီပေါ့။ ော်ဒါနီးပြအာမိုရင်းရဲ့လက်ထက်မှာဒါကျွန်တော်ရမတ်အားဖြင့်ပူပူပြီးတော့ဆိုးရွားလာခဲ့ပြီးတော့ဒါတချိန်မှာယူရိုပါလိဖိုင်နယ်တက်တက်ထားတာမှန်ပေမဲ့ယူရိုပါလိဖိုင်နယ်သာမရခဲ့ဘူးဆိုရင်တော့လူပင်အာမိုရင်းကိုဒါထုတ်ပြစ်တင်နေဆိုတဲ့သတင်းတွေနဲ့တောက်လျှောက်တက်လာခဲ့တဲ့အတွေ့ဒါပေမဲ့ဒီသတင်းတွေကလက်ရှိမှာသတင်းမှားလေးသာဖြစ်ပြီးတော့လက်ရှိမှာ TA1 journalist တွေပြောပုံရဆိုရင်တော့ Ineos to Osu အနေနဲ့ဒါကျွန်တော် Manchester United လက်ရှိနီးပြဖြစ်တဲ့ Ruben Amorim ကိုတော့အသင်းကနေလုံးဝထုတ်ပယ်ဖို့အတွက်အစီအစဉ်မရှိဘူးဆိုတဲ့ပုံစံမျိုးထားတယ်။ United အသင်းနဲ့လက်ရှိမှာကစားသမုတ်ပြောမယ်ဆိုတော့ Oh, I think I ဘယ်လိုပြောမလဲဒါကျွန်တော်တို့ဝဒီပြကိုထုတ်ပြတာတက်ဆိုင်ကစားသမားပြောင်းလဲမှုတွေကိုပုံမူပြီးလုပ်သွားမယ်လက်ရှိမှာ United ရဲ့ပြိတ်သက်တွေကဒါကျွန်တော်လက်ရှိနီးပြတွေအနေနဲ့ကောဒါကျွန်တော်တို့ဒီအသင်းကိုပို့ပြီးတော့ကောင်းမဲ့ potential ရှိရဲဆိုယုံနေလက်ရှိဒါကျွန်တော်တို့အသင်းရဲ့ရလက်ပိုင်းရလက်ကျွန်တော်လက်ရှိမှာရောက်နေတဲ့ဇယားထိတ်ဇယားနံပါတ်ကဒါလက်ရှိ United အခြေအနေမှန်ကိုထုတ်မဖော်ဘူးလို့ဒါကျွန်တော်တို့လက်ရှိမှာ United ပိုင်ရှင်တွေကသတ်မှတ်ထားတယ်မှာပြောချင်တာလက်ရှိမှာ assist 18ရောက်တင်မဲ့လက်ရှိလူစင်းရောနီးပြရဲ့အရေးချင်းကတိကျအများကြီးပိုကောင်းပြီလာမယ့်နှစ်မှာသာတကယ်ကိုကောင်းကောင်းမွန်တာပြန်လဲ တည်ဆောက်နိုင်မယ်ဆိုရင်တော့ဒီအသင်းကဒီထက်အများကြီးအဆင်ပြေမယ်လို့ယူဆအဲ့တော့ဒါပြင်ကျွန်တော် United အသင်းရဲ့ဒါကျွန်တော် Ineos တို့အုပ်စုအနေနဲ့ဒါကျွန်တော်လက်ရှိလာမယ့်နေရာဒီမှာလာမယ့်ရာလာမယ့်ရာဒီမှာလည်း Manchester United အသင်းစီကနေပြီးတော့အများကြီးမျောလင်ထားတဲ့ပုံစံမျိုးတော့မဟုတ်သေးဘူးသူတို့เนี่ยလာမယ့်ဒါကျွန်တော်နေရာဒီအပြောင်းရွှေ့ပါဗောနော်ဒါကျွန်တော်တို့ သူတို့အနေနဲ့အသင်းကိုဒါကျွန်တော် Matthias Corner တို့ဒါကျွန်တော်တို့သိကြတယ်မယ် Liam Delaluta ကျွန်တော်အစင်တန်းမြင့်တဲ့ကစားသမားတချို့ကိုဖြစ်တင်းမိမယ်ဒီလိုဖြစ်တင်းမိမှုဒါမှန်ကန်ခဲ့မယ်ဆို Ruben Amorim က Manchester United အသင်းကိုနေရာတနေရာကိုခေါ်ယူသွားနိုင်မယ်လို့ဒါပြစ်သက်တွေနေကောဒါကျွန်တော် Ineos အနေနဲ့ဒါကျွန်တော်တို့လက်ရှိမှာယုံကြည်လျက်ရှိရဆိုသတင်းထွက်လာအဲ့တော့ဒါကျွန်တော် Ruben Amorim ကိုနီးပြနောက်ထပ်အသစ်တစ်ယောက်အနေနဲ့ပြောင်းလဲမှုကျွန်တော်အနေနဲ့တွေးရဖို့လက်ရှိမှာလုံးဝမရှိသေးဘူးလို့ပြောချင်တယ်ဒါကြောင့်မို့ဒါကျွန်တော် Manchester United အသင်းနဲ့လာမယ့်နေရာဒီရောလာမယ့်ကျွန်တော်ရာသီမှာနီးပြအသစ်ပုံစံ ံမျိုးရွေးချယ်တော့မဖြစ်နောက်တစ်ခုအနေနဲ့ထပ်ပြီးပြောရမယ်ဆို United အသင်းနဲ့နီးပြအခြေအနေထရေရီရမှာဒါကျွန်တော်ပတ်စံထပ်မကုန်ညံတော့ဘူးရူဘင်အာမိုရင်းကိုခန့်နေဒါကျွန်တော်တို့တာဟက်ကိုဖြုတ်တဲ့ချိန်မှာ Manchester United အသင်းနဲ့ပေါင်ကိုတန်းကို10နဲ့ချီကုန်ခဲ့ပြီးတော့ဒီလိုမျိုးထပ်ပြီးတော့အသင်းအနေနဲ့ဆုံးရှုံးမှုတွေထပ်ပြီးမလုပ်နိုင်ခဲ့တော့ဘူးဒီကဒါတွေကိုလုံမဲ့ဆိုတာလက်ရှိမှာဒါကျွန်တော်တို့ရူဘင်အာမိုရင်းကိုဒါကျွန်တော်တို့ဒီနီးပြဖြုတ်မဲ့တပ်ပဲပတ်စံကိုပဲသူတို့နေနေတာကျွန်တော်ကစားသမားတွေထဲမှာပဲထည့်ပေးလိုက်မှာဖြစ်ပြီးတော့ရူဘင်အာမိုရင်းကိုဒါကျွန်တော်အချိန်တိုင်းတာတခုဖြစ်ပြီးတော့ရူဘင်အာမိုရင်းကိုလည်းလက်ရှိမှာ United ဒါကျွန်တော်တို့ ပိုင်ရှင်နဲ့ Ineos အနေနဲ့ဒါကျွန်တော် project manager အနေနဲ့ပဲလက်ရှိမှာသတ်မှတ်ထားတာဖြစ်တယ်အဲ့တော့ဒီနေ့မှာကျွန်တော်ရဲ့ import လာမယ်ကျွန်တော်ရဲ့အမြင်ကျွန်တော်အခုလက်ရှိမှာစပြောမယ်ကျွန်တော်အနေနဲ့အခုလက်ရှိနောက်ပိုင်းခုနှစ်ဒီမှာနီးပြ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 ဆိုတဲ့စကားလုံးကိုကျွန်တော်ခဏခဏကြားတယ်။ဒါကျွန်တော်လက်ရှိမှာတချို့ကြားတယ်ပဲကိုရီးယားကစားသမားတွေလည်းပြောင်းလဲနေတာပဲ။ဒါပေမဲ့ လက်ရှိမှာကစားသမားတွေပြောင်းလဲပေမဲ့ culture မပြောင်းလဲတာကတော်တော်လေးကိုဆိုးရွားတယ်။ကစားသမားတွေနောက်ခုလက်ရှိကျွန်တော်အများနဲ့ပြောသူပဲကစားသမားတွေကအသင်းကိုချစ်တဲ့စိတ်မရှိရင်တော့မှအသင်းအတွက်ပေးဆက်လူချင်းစိတ်နဲ့ဆော့တဲ့ကစားသမားတွေအသင်းမှာလူတယ်။ခုနပြောသူပဲအသင်းမှာလူလဲရင်စိတ်ဆိုးတာစိတ်ကောက်တာတစ်ချိန်လုံးတည်းကျွန်တော်စိတ်ကောက်နေတယ်မှပြောသူပဲဟိုတော်တော်လေးကိုစိတ်ကောက်နေတဲ့ကစားသမားတွေတစ်ဖြည်းနဲ့တစ်ဖြည်းကျွန်တော်ကိုင်းနေမှာများလား။ဒါကျွန်တော်တို့ United အသင်းမှာမဟုတ်ဘူးဒါကျွန်တော်လက်ရှိဟို အဖက်ဖက်ကပြန်ကြည့်မယ်ဆိုရင်ဒါကျွန်တော်တို့အခုလက်ရှိမှာ professional မဆန်တဲ့ကစားသမားတွေပေါ်လာအရင်တော့ဒါခုနကပြောသူအသင်းကိုချစ်တယ်မချစ်ဘူးဆိုရင်တော့မှဒီကစားသမားတယောက်က professional ဆန်တယ် professional မဆန်ဘူးဆိုတဲ့ဥစ္စာတွေ့ရအဲ့တော့အခုလက်ရှိမှာခုနကပြောသူခြေစွဲလေးနည်းနည်းလေးမကောင်းလာနိုင်တယ်ဒါလာစားတိုးတောင်းမယ်နေရာယူမယ်ဒီလိုပုံစံမျိုးတွေကျွန်တော်အများကြီးအများကြီးတွေ့လာခဲ့ပိုဆိုးရလဲ media social media ခက်ကြီးတစ်ခက်ဖြစ်သွားတဲ့အကြောင်းဒီဟာကတော်တော်လေးကိုဆိုးရွားတဲ့အခြေအနေတစ်ခုအနေနဲ့ဖြစ်သွားတယ်လို့ကျွန်တော်နေမြင်တယ်အဲ့တော့ နီးပြ United တင်းတဲ့ခုလက်ရှိမှာနီးပြပြောင်းအောင်ဗျာဘလူပြောင်းအောင်ဒါကျွန်တော်လက်ရှိမှာ market ထဲမှာဘလူရှိမယ်လက်ရှိမှာကျွန်တော်ခုန Ruben Amorin ကိုမကောင်းကောင်းလို့ဆို Ruben Amorin ထက်လက်ရှိမှာပိုကောင်းမဲ့နီးပြ market ထဲမှာဘလူရှိမယ် Gareth Southgate လို့ကောင်းမျိုးလေ United နီးပြလို့မင်းအောင်ပြောတင်တာဗျာ United အတင်းတဲ့ခုလက်ရှိမှာဒါ maybe ပေါ့နော်ဒါကျွန်တော်နီးပြပြောင်းလို့မဇာဗီလိုနီးပြလို့အဲ့တော့ဇာဗီလိုနီးပြမျိုးလေခုနကလက်ရှိမှာဒါ Barcelona အတင်းမှာမှာဒါတကယ်ကို လုတ်ပြနိုင်ခဲ့တဲ့ဥစ္စာမှာအထုတ်ခံခဲ့ရသေးတာပဲ United အသင်းမှာသူဘယ်လောက်ထိလုတ်ပြနိုင်မလဲအဲ့ဒီပြဿနာကြီးဆီအဲ့တော့ United ကပြဿနာနောက်တစ်ခုကခုနကပြောလို့လက်ရှိမှာဒါ one of the world hardest league မှာကန်နေတာဖြစ်တယ်ဒါခုနက Barcelona ကိုကန်ပြီးဒါကျွန်တော်တို့ဒါသူ အသင်း20မှာဒါ၄သင်းလောက်ပဲကောင်းနေတယ်မှာအဆင့်1 3ရတာအဲ့လောက်ကြီးခက်ခဲတယ်မှာကျွန်တော်လာလီကောင်ကျွန်တော်ဆွဲနေတာမဟုတ်ဒါပေမဲ့ပြန်စမ်းသပ်ကြည့် Real Atletico ဒါကျွန်တော်တို့ Barcelona ဒီ3သင်းကလွင်တိပ်ပြီးပေါင်းနေတာပြောအခုလက်ရှိမှာ La Liga တက်ဆိုင် Serie A ကဥစ္စာပို့ပြီးတော့မှ excited ဖြစ်ဖို့ကောင်းဒါတွေက Real Atletico ပဲထားပါအဲ့လက်ရှိမှာဒါကျွန်တော်တို့ market ထဲမှာပြန်ကြည့်မယ် Ruben Amorim ကိုထုတ်ပြီး then what Barca ဖြစ်မှာလဲဒီမေကွန်းကိုကျွန်တော်ခုနအမြင်နဲ့ပြောတယ် Eric Ten Hag ကိုထုတ်ခဲ့တယ် Eric Ten Hag မကောင်းဘူးအခုလက်ရှိမှာဟုတ်တယ်ဒါပေမဲ့ United အသင်းနေနဲ့နီးပြထုတ်တာကြီးက culture တစ်ခုလိုဖြစ်လာခဲ့ပြီဒါပေမဲ့ လက်ရှိ Ruben Amorim ကတော့သူများနီးပြရတဲ့ဆက်နည်းနည်းလေးပြတ်သားတယ် responsibility ယူတယ်လက်ရှိမှာဒါသူ့ဘဝမှာဒါကျွန်တော်လက်ရှိမှာအဆိုးရွားဆုံးအခြေအနေရှိတယ်အကယ်၍အသင်းဘက်ကသူ့ကိုလိုမရှိရင်တော့ဒါကျွန်တော်တို့ပြဿနာတစ်ခုနဲ့သူ့ကိုဖြေရှင်းနိုင်တယ်ဒါကရှင်းရှင်းလေးသူ့နဲ့ဒါတွေ့ရသူ့နဲ့အာအခုလက်ရှိမှာဒါ Fred Brother Fresh တစ်ခုပြတာ Ruben Amorim နဲ့သူ့ကိုယ်တိုင်သူ့အဖြစ်ကိုသူသိတယ်သူ့ရဲ့လက်ချက်အဲ့တော့ဒါမဲ့ပြဿနာနောက်တစ်ခုက United မှာလက်ရှိမှာဒါနှစ်လိနှစ်ခုကိုစောနိုင်တဲ့ squad မရှိဘူးအဲ့တော့ Europa League ကိုအားလုံးဆက်မယ်ဆိုတော့ဒါကျွန်တော် Premier League ကိုအများကြီးပေးဆက်မယ်ဆက်လက်ပြီးတွေးရမယ်အဲ့တော့ United လိုအသင်းမျိုးဒါ stand နဲ့အဲ့ဒါ Spurs လိုအသင်းမျိုးじゃဒီ stand နဲ့ကကွာတယ် Spurs လိုအသင်းမျိုး stand နဲ့လည်းဒါ United လိုအသင်းမျိုး stand နဲ့ကွာတယ် United လိုအသင်းမျိုးကဒါခုနကပြောဆိုပေဒါအေးပေါ့ဥရောပရဲ့ဒါအောင်မြင်ဆုံး club တစ်ခုဒါကျွန်တော်တို့ဒါ အဲအင်္ဂလန်အောင်မြင်ဆုံးကလပ်တစ်ခုအနေနဲ့ဒါဖုနာပေါ်တို့ပဲရောင်ရဲတင်းနေတာပြည်သက်တကယ်လုံးဝမကြိုက်ဘူးအဲ့တော့ဒါပေမဲ့ကျွန်တော်အမြင်အရပြောမလို့လက်ရှိမှာနီးပြထုတ်ခြင်းကလည်းဒါအဖြစ်တစ်ခုဟုတ်မနေဘူးလို့လည်းကျွန်တော်အနေနဲ့ပုံကိုရကျွန်တော်တော့မြင်မိတယ်ဒါကလက်ရှိအတွေးအမြင်တစ်ခုပေါ့အဲ့ဒါကျွန်တော်ရဲ့လက်ရှိဒါကျွန်တော် pass နဲ့အတွေးအမြင်တစ်ခုဖြစ်တယ်အဲ့တော့ဒီနေရာမှာဒါအကျိုးအမြင်ကိုဒါပေမဲ့ကျွန်တော်လက်ရှိမှာ Ruben Amorim ကိုလာမဲ့နေရာဒီမှာနီးပြအနေနဲ့စက္ကန့်နာကအဖြစ်တစ်ခုဖြစ်မယ်လို့ပဲကျွန်တော်အနေနဲ့ဒါကျွန်တော်မြင်မိတဲ့တည်းမှာပါပါတယ်အဲ့တော့အဲ့လောက်ပါပဲ ပေါ်လုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကျင်းလို့ဆိုတော့ပေါင်းအောင်ကြည့်လို့ရပါတယ်။များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့။အောက်က comment နေတဲ့မှာလည်း Youth Sport Media 3.0နဲ့ TV4U တွေလေးလေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်ဆက်ကြည့်ပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်။များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျ။များများကလစ်မှမြန်မြန်နိုင်အောင်ဖြစ်ပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။ကောင်းမွန်သောနေ့တွေဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့ရဲ့နောက်မှာပဲ ASCC တွေ့ကြတာပေါ့။ Duval, yeah.